ိတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီလာက LGBT တွေကိုအတိမတ်ပြုလက်ခံကုန်ပြုပေးတဲ့ Prime Man ဖြစ်တဲ့အတွက်ကြောင့်စိတ်ကနေ LGBT တွေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတစ်ခုကိုယူဆောင်လာပါတယ်။ငယ်ပွားစိတ်တန်ရလို့ပြောတဲ့အခါလူအများစုဟာဒီစိတ်တန်ရတွေနဲ့ရှင်တွဲနေထိုင်နေကြပါတယ်။ အထူးသဖြင့်စိတ်ကြမ်းမာရေးကိုဂရုစိုက်ဖို့အရေးကြီးတယ်လို့ပညာပေးခြင်းမရှိတဲ့ကျမတို့လိုနိုင်ငံတွေရဲ့လူမှုအတိုင်းဝိုင်းတွေမှာဆိုရင်ဒီစိတ်ဓာတ်ရခံစားရတဲ့လူဦးရေဟာပုံမများပြားပါတယ်။စိတ်ကြမ်းမာရေးဆိုင်ရာဘဟုတုတအသိပညာနဲ့ပါရကြောင့်မိဘတွေကိုယ်တိုင်တတိမထားမိပဲကိုသားသမီးကိုနာကျင်ထိခိုက်စေမှုတွေရှိနေခဲ့ပါတယ်။ဒါဆိုရင်ရည်ချင်းမှုထုံးတဲ့စင်လာအဖြစ်ဘာသာရေးအယူဆွဲယုံကြည်မှုအဖြစ် လူမှုရေးသတ်မှတ်ချက်အဖြစ်စံသတ်မှတ်ချက်တွေနဲ့မကိုက်ညီတဲ့ဖြစ်တည်မှုတွေနဲ့ရှင်သန်လာတဲ့ LGBT တွေရဲ့စိတ်တွေကရောကျန်းမာနိုင်ပါရဲ့လားဒီနေ့မှာတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ LGBT တွေရဲ့ဘဝမှာရင်ဆိုင်ရရှိတဲ့စိတ်ဒဏ်ရာခံစားရစေတဲ့အကြောင်းရင်းတွေဖြစ်ပါတယ် LGBT တွေအားဆိုရင်လူအဖွဲ့အစည်းအတွင်မှာခွဲခြားမှုနဲ့စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုတာမန်ဟာ transsexual လူတွေထပ်ပုံမှုခံစားခဲ့ရပါတယ်။ LGBT တွေမှာရှိတတ်တဲ့စိတ်ဒဏ်ရာတွေကိုဖော်ပြရင်ဘာကြောင့်ခံစားရလဲ၊ဘလို့ခံစားရလဲဆိုတာကိုထည့်သွင်းဖော်ပြပေးသွားပါမယ်။ကလေးဘွားနဲ့အထူးသဖြင့်လူငယ်ဖော်အပြူဖော်ဝင်တာစစေကျော်တဲ့အရွယ်ကာလကတော့ LGBT များအတွက် အလွန်ခက်ခဲတဲ့အချိန်အပိုင်းခြားဖြစ်နိုင်ပါတယ်။မိမိရဲ့လိမ်ဖြစ်တည်မှုဟာအများနဲ့မတူဘဲ၊ကွဲပြားခြားနားနေတာကိုခံစားလာရရတဲ့အမျှမိမိရဲ့စိတ်အတွင်းကမလုံခြုံတဲ့ခံစားချက်တွေနဲ့ပတ်ဝန်းကျင်ရတုံ့ပြန်မှုတွေကြောင့်စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုကြုံတွေ့ရပြီးစိတ်ဓာတ်ရတွေကိုပြိုးထောင်သိမ်းယူလာနိုင်ပါတယ်။ LGBT တွေအများစုကြုံတွေ့ရတဲ့စိတ်ဒဏ်ရာရရှိစေတဲ့အကြောင်းတွေထဲကနံပါတ်၁ကတော့ ငယ်စဉ်ဘဝမှာပင်အကြဖတ်ခံရမှုနဲ့နှောက်ယှက်ခံရမှုဖြစ်ပါတယ်။ LGBT ကလေးတွေနဲ့လူငယ်တွေဟာကျောင်းမှာတငယ်ချင်းများထံမှတော့၎င်းဆရာဆရာမများမှတော့၎င်းစကလုံးအတုံးတော်အဖြစ်ခွဲခြားခံရခြင်း၊လောင်ပြောင်ခံရခြင်း၊တငယ်ချင်းများမှဖယ်ချန်ထားခြင်းများနဲ့ရုပ်ပိုင်းဆိုင်ရာအနိုင်ရှင်ချင်းချောက်ခံရခြင်းတွေအထိရင်ဆိုင်ကြုံတွေ့ရပါတယ်။ဒီအရာတွေကစိတ်ပိုင်းဆိုင်ရာအနာအဆာများနဲ့မိမိကိုယ်တမုတ်ထားမှုယုံကြည်မှုကိုများစွာထိခိုက်စေနိုင်ပါတယ်။ ဒါတွေဟာအကြောင်းတွေစနောက်လောင်မြောင်မှုမှာအစပြုပြီးအကြောင်းတွေအကြံဖတ်မှုတောင်မှကအသက်ရကြီးလာတဲ့အခါမှာတော့အကြံဖတ်မှုတွေကိုကြုံတွေ့ခံစားကြရပါတယ်။ဒါတွေကြောင့်စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာထိခိုက်မှု PTSD နဲ့ကိုယ်ပိုင်းလုံခြုံမှုအပေါ်အမြဲတမ်းကြောက်ရွံ့မှုများကိုဖြစ်စေပါတယ်။နံပါတ်1မိသားစုမှာငြင်းပယ်ခြင်း လူမှုရေးယဉ်ကျေးမှုနဲ့ဘာသာရေးဆိုင်ရာယုံကြည်မှုတွေပြင်းထန်အစွန်းရောက်တဲ့မိသားစုအတိုင်းဝိုင်းမှာကြီးပြင်းလာရတဲ့အခါ LGBT လူငယ်တွေအတွက်ပုံမှုခက်ခဲပါတယ်။မိသားစုအတွင်းကမိဘတွေရဲ့ဖိအားပေးမှုတွေကိုခက်ခဲစွာရင်ဆိုင်ကြရပါတယ်။မိမိတို့ရဲ့ဖြစ်တည်မှုကိုထောက်ခံပတ်မှုခြင်းနားလည်ခြင်းမရှိတဲ့အပြင်မိသားစုရဲ့နှင်းပယ်ခြင်းနဲ့မိဘညီကိုမောင်မတွေကိုယ်တိုင်ရဲ့အကြံဖတ်မှုများအဖြစ်ကရင်ဆိုင်ကြုံတွေ့ရတာတွေရှိပါတယ်။ နံပါတ်3ကိုတွင်းမှာမိမိရဲ့လိန်ဖြစ်တည်မှုကိုမုံတီးခြင်းဒါမှမဟုတ်မိမိကိုယ်ကိုမုံတီးခြင်းလူအဖွဲ့စီအတွင်းမှာအများစုနဲ့မတူတဲ့အပြုအမူနေထိုင်ပြောဆိုမှုနဲ့ခံယူမှုတွေကြောင့်ဝိုက်ပက်ခံရတဲ့အခါမိမိရဲ့ဖြစ်တည်မှုကိုမုံတီးလာပြီးမိမိကိုယ်ကိုတံမိုးထားမှုတွေကြာစင်းလာမိမိကိုယ်ကိုအပြစ်တင်စိတ်တွေဖြစ်လာပြီးကြီးမားတဲ့စိတ်ထဲမှာရင်ဆိုင်ရာပြဿနာတွေကိုရေဆိုင်လာရပါတယ်နံပါတ်၄ လူအဖွဲ့အစည်းမှာလက်ခံမှုမရှိခြင်းမိသားစုအတွင်းသားမှာကဘာသာရေးအတိုင်းအဝိုင်းလူမှုအတိုင်းအဝိုင်းတွေကလည်းချဲ့လက်ထားခြင်းနဲ့ဖယ်ကျင်ခြင်းကိုခံရကြပါတယ်မိမိရဲ့ဖြစ်တည်မှုကိုလက်ခံပေးခြင်းမရှိတဲ့အတိုင်းအဝိုင်းပတ်ဝန်းကျင်မှာရှင်သန်ရခြင်းခက်ခဲမှုတွေကိုများစွာရင်ဆိုင်ကြုံတွေ့ကြရပါတယ်နံပါတ်၅စိတ်ကြမ်းမာရေးပြဿနာများအထက်မှာဖော်ပြထားခဲ့တဲ့အကြောင်းတွေကြောင့်စိတ်ဖိစီးမှုတွေဟာအချိန်ကာလကြာရှည်လာရတဲ့အမျှ စိတ်ဓာတ်ရအဖြစ်ကိုပြောင်းလဲလာပါတယ်။မိမိရဲ့ဖြစ်တည်မှုကိုလည်းပြောင်းလဲလို့မရတဲ့အတွက်ကြောင့်ဒီစိတ်ဖီစီးမှုတွေဟာဒီအသားအဝိုင်းမှာရှင်သန်နေသမျှကာလပတ်လုံးကြုံတွေ့ရတာဖြစ်ပြီးကြီးမားတဲ့စိတ်ဓာတ်ရအဖြစ်အမြင့်တွေလာပါတယ်။သူအဖွဲ့စည်းရဲ့အသိမျက်ပြုခြင်းနဲ့နားလည်ပေးခြင်းကိုမရရှိတဲ့အခါသူတို့ဟာလူအဖွဲ့စည်းအတွင်းမပါဝင်ခြင်းတော့ပဲတိတ်တန့်တကူနဲ့ခွဲထွက်နေထိုင်ဖို့လမ်းကိုရွေးချယ်လာကြပါတယ်။ အဲ့ဒီနောက်မှာ LGBT လူတွေဟာစိတ်ဖိစီးမှုစိတ်ကြချင်းမျိုးကိုခံစားရပြီးမိမိကိုယ်ကိုယ်တတ်သိချင်းစိတ်တွေနဲ့ရုန်းကန်ကြရတဲ့အထိစိတ်ကျန်းမာရေးပြဿနာတွေကိုမြင်ဆိုင်ကြရပါတယ်။နံပါတ်6မိမိရဲ့တန်ဖိုးကိုရှာဖွေမှုအခက်အခဲတွေကိုမြင်ဆိုင်ရခြင်းလူငယ်အရွယ်ကာလဟာဆိုရင်မိမိရဲ့တန်ဖိုးဖြစ်တည်မှုနဲ့ရည်တည်ချက်ကိုရှာဖွေဖို့အတွက်အရေးကြီးသောကာလဖြစ်ပါတယ်။ LGBT လူငယ်တွေကတော့သူတို့ရဲ့ကိုယ်ပိုင်ဖြစ်တည်မှုကို ေါ်ပြရင်သာမကနားလည်ဘူးကောအခက်ခဲများစွာကိုကြုံတွေ့ခံစားရပါတယ်။မိမိကိုယ်ကိုခံစားသည့်နားလည်သည့်တိုင်လူအတိုင်းဝိုင်းရဲ့စံတမတ်ချက်တွေနဲ့ကွဲရနိုင်မှုကြောင့်မိမိကိုယ်ကိုပေါ်ပြဖို့ယုံကြည်ချက်မရှိဘဲမိမိကိုယ်ကိုတိမ်ငယ်စိတ်တွေနဲ့ရှင်သန်ကြရတာဖြစ်ပါတယ်။ဒါကြောင့်သူတို့ဟာစိတ်ရှုပ်ထွေးမှုစိတ်ဖိစီးမှုနဲ့ဥတီချက်မရှိခြင်းကိုများစွာရင်ဆိုင်ကြုံတွေ့ရပါတယ်။ နံပါတ်9မိုးရေစီဝါသုံးဆွဲခြင်းမိမိတို့ရဲ့စိတ်ဖိစီးမှုတွေကိုကျန်းမာသင့်တော်တဲ့နည်းလမ်းနဲ့ကာကွယ်ဖြေရှင်းမှုလမ်းညွန်ထောက်ပံ့မှုတွေမရတဲ့အခါမှာလဲမားတဲ့နည်းလမ်းနဲ့ဖြေရှင်းမှုကြိုးစားရင်မိုးရေစီဝါသုံးဆွဲမှုစီကိုဥတီသွားတတ်ပါတယ်မိမိကိုယ်ကိုတမိုးထားမှုပျောက်ဆုံးခြင်းကပဲမိမိရဲ့ကျန်းမာရေးအသက်ရှင်ခြင်းကိုတမိုးမထားတတ်တော့ပဲအန်ဒီရဲ့ရှိသည့်အပြုမှုကိုတည်တည်တံ့အောင်ဆက်လက်ရွေးချယ်ကြပါတယ်နံပါတ်10 ပညာရေးဆိုင်ရာ အခက်အခဲများ LGBT လူငယ်တွေကခွဲခြားမှုနဲ့နှောက်ယှက်မှုတွေကိုကြုံတွေ့ခံစားရတဲ့အတွက်ကြောင့်စိတ်ဖိစီးမှုတွေကစိတ်အာရုံဆိုင်မှုအခက်အခဲများပြီးတင်ယူခြင်းမှာအခက်အခဲများစွာကိုကြုံတွေ့ကြရပါတယ်။ ဒီအချက်တွေဟာဆိုရင် LGBT တဦးအနေနဲ့ကြုံတွေ့ရတဲ့အခက်အခဲတွေအကြံဖတ်မှုတွေနဲ့စိတ်တမ်းရာတွေဖြစ်ပါတယ်။အထူးသဖြင့်ကလေးဘွားနဲ့လူငယ်အရွယ်ကာလအတွင်းကြုံတွေ့သောထိခိုက်မှုများသည်စိတ်ကျန်းမာရေးလူမှုပေါင်းသစ်ဆက်ဆံခြင်းဆိုင်ရာကြံ့ခိုင်မှုအပေါ်ရေရှည်တက်ရောက်မှုများရှိနိုင်ပါတယ်။တကယ်တော့ LGBT လူငယ်တွေဟာလည်းဒီလူအတိုင်းဝိုင်းထဲကလူငယ်တွေပဲဖြစ်ပါတယ်။ ကိုစိတ်ကြမ်းပါပြီမိမိကိုကိုယုံကြည်မှုမြင့်မာသောမိမိကိုကိုတမိုးထားမှုမြင့်မာသောလူငယ်တွေကိုပြုစုပြောထောင်မှုကလူအဖွဲ့အစည်းနယ်ပယ်အလုံးမှာအရေးကြီးပါတယ်။ဒါကြောင့်မိသားစုဝင်တွေပညာရေးနယ်ပယ်ကသူတွေနဲ့လူအဖွဲ့အစည်းအနေနဲ့နားလည်ပြီးထောက်ပံ့မှုပြည့်ဝသောပတ်ဝန်းကျင်ကိုလူငယ်တွေအလုံးအတွက်ညီရွယ်ပြီးဖော်ဆောင်ပေးနိုင်မှုလိုအပ်ပါတယ်။လိန်ဖြစ်တည်မှုအပေါ်ခွဲခြားမှုကင်းတဲ့လူအဖွဲ့အစည်းဖြစ်မှသာပုံမှန်ကျမ်းမာသောလူပတ်ဝန်းကျင်နဲ့လှပသောအနာဂတ်ကပါကို ခေါ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် LGBT ဝင်ငယ်များအတွက်လည်းလုံခြုံပြီးခွဲခြားမှုကင်းသောလူမှုပတ်ဝန်းကျင်ဖော်ဆောင်နိုင်ဖို့နေပဲအသီးသီးမှလူများကစာနာနားလည်ပြီးထောက်ပံ့ပေးနိုင်မှုရန်အတွက်ဒီဗီဒီယိုလေးကိုတင်ဆက်လိုက်ရပါတယ်။အဆုံးထိကြီးစုပြီးလို့ကျေးဇူးတင်ပါတယ်။လူတိုင်းလူတိုင်းမိမိတို့ရဲ့ဖြစ်တည်မှုအတိုင်းလွတ်လပ်စွာရှင်သန်နိုင်ပြီးကျန်းမာသောစိတ်ခန္ဓာလူမှုဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေလို့စိတ်ကနေဆန္ဒပြုရပါတယ်။ We'll be right back.